တဂျူတဲ့အခိုင်အနာကြတော့သူကနှစ်ပိုင်းရှိတာပေါ့လေတစ်ပိုင်းကြတော့ကိုယ့်ရဲ့တာတမီညင်းမြင့်အဲတွေစုံစုံလင်လင်နဲ့ချမ်းချမ်းတတနဲ့အဲဘဝဆုံးသွားတဲ့အချိန်မှကြတော့သူ့ကိုလွတ်ပေးနိုင်တဲ့မြတ်အရာအလုံးကိုကျွန်တော်ကရှေ့ဖုံတန်းစင်လာရကျွန်တော်လွတ်ပေးနေရှိတယ် အခါလိုပြောမယ်ဆိုရင်တော့ယာနေဘောယာနေဆိုတဲ့ဟာကအဲ့ဒီဒုံကပေါ့လေကျောင်းတို့ဒီတောင်ပေါ်မှာဆိုရင်မိမိရဲ့မိသားစုအတွင်းမှာတံဖိုးအရှိဆုံးဖြစ်တဲ့ကျွဲပေါ့ကျွဲတဲ့တံဖိုးရှိတဲ့အရာမရှိဘူးအဲ့တော့ကျွဲတကောင်၎င်း၃កောင် အပြင်စီတော်ရင်မီအဲ့လိရှိတယ်အဲဟိုကျွေးကြတော့တကောင်နှကောင်ကြတော့သူကအလူအနေနဲ့ပေါ့လေနောက်တကောင်ကြတော့လုံးဝတိုက်ဆိုင်တဲ့မိသားစုတွေမစားရရောက်လာတဲ့အဲ့တဲ့အလုံးကိုဟလား

ကျွဲ၎င်းပေးမယ်ဆိုရင်ဥပုမလားဆောင်ပါကျွဲ၃ကောင်ပေးမယ်ဆိုရင်ဥပုတုံးလားဆောင်ပါဥပုတောင်းဥပုဆောင်နေဆိုတာတော့အများကြီးပေါ့ဗျာအာလေမရတူမနေရတာတို့ဟုတ်လားဘာလို့ညာတို့သူ့ရဲ့ဥပုဆောင်နေလေးတွေရှိတယ်အဲတော့မထွက်ရတော့ဘာညာတို့ပေါ့ဥမာအာငါမဖမ်းရဟိုမလို့ရဒီမလို့ရပေါ့လေအဲသူများအပြော်ပါ အဲမတွားရသူများယူအောင်မတွားရသူများအေးမတွားရအများကြီးပဲတက်ဒီဥပုဆောင်ထင်းရတာပေါ့အဲ့ဒါကြောင့်ကိုကကိုကတတ်နိုင်လို့ကိုကပိတ်ဆံရှိလို့ဟလာနဟိုဟိုပေးဟိုမျက်နှာလုံးမျက်နှာရအဲတုံးကုန်ပေးမယ်ဘာအကုန်လုံးလုပ်မယ်ဆိုတဲ့ဟာဒီနေ့ခေတ်ချိန်မှာဟိုတင်လို့လည်းမရှိဘူးအဲလို့လည်းမရှိဘူးဆိုတာခုနပြောတဲ့ဥပဒေတကိုနားလည်လို့ အဲနားလည်လို့တဖက်တလန်းနေလဲဟိုကောင်းပါတယ်အဲ့တော့ခုနပြောတဲ့ဒီတကောင်ပေးတယ်နှကောင်ပေးတယ်သုံးကောင်ပေးတယ်ဆိုတဲ့ဟာကအလားကားဒီလိုတော့ပြီးလို့တော့မရဘူးသူ့ရဲ့ဘာသာရေးပုဂ္ဂိုလ်ကဟလာတုံးကောင်ဆိုတုံးကောင်နဲ့လျောင်ညစ်တဲ့ခုနရဲ့ခုနလေးယူဖတ်တလားစေဒီမှာသူဟာတကြွပေးရတယ်ဘဘအဲ့ဒီဂျာမန်ဝဲတို့ဘာလို့ညာတို့လဲပါမှာမို့လဲ ဒါဟာသူ့အဘိနာမနဲ့တွက်သူသွားတာတကယ်တော့တန်ဖိုးထားတာကသူ့မှာကျွဲ့၃ခေါင်းစဉ်၃ခေါင်းတစ်ခေါင်းစဉ်တစ်ခေါင်းနှစ်ခေါင်းစဉ်နှစ်ခေါင်း၃ခေါင်းစဉ်၃ခေါင်းအဲ့ဒီအပြင်စီတော်ရင်မြင်းပေါ့ဗျာအဲ့ဒါကြောင့်တစ်ခေါင်းတတိုင်းတတိုင်းသူ့မှာယူဖတ်တလာဆက်လေးဟာရှိတယ်အဲ့တော့ခုနပြောလို့နှစ်ခေါင်းကတော့ပြောလေအလုံးစားလို့ရတာပေါ့နောက်ဆုံးတစ်ခေါင်းဟာလားအဲထိုးပြုံးဟောလို့ခေါ်တယ်သူကအရှာပြုံးပြုံးပေါ့ သူကြတော့အဲ့ဒီကျဲနောက်ဆုံးတကောင်ကြတော့သူ့ရဲ့ဟာအာဒီအကောင့်ကိုအော်ဒီဒီရုပ်ကရုပ်တင်းကြပေါ်ပို့တော့မယ်ဆိုတဲ့အချိန်မှာအဲ့ဒီကျဲကိုနောက်ဆုံးကျဲကိုတတ်တာတတ်တဲ့အချိန်မှာကြတော့တော့ပြန်လာတဲ့အချိန်မှာတဲတပွန်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 ယူပြီးမှပြန်တယ်ဒါလီကြတော့ခုနပြောတဲ့အေထောင်ဒီမီတာဆွနဲ့ပတ်သက်တဲ့လူတွေကမစားရဘူးမစားရဘူး အဲ့လိုလေးပေါ့လေဒါဟိုအလူလို့ပြတယ်ပေါ့အလူလို့ပြတယ်ပေါ့ကြောင်တဲ့ဟာကျတော့အလုံးစားလို့ရတယ်မြင်းကျတော့ဆွဲပြီးမှခေါ်ပြီးမှတွားရင်မှအဲ့ဒီသူ့ရဲ့ဒီတင်းကြိုင်းပုံမှာအတုံးပါလောက်ပါပြီးမှကဲလေဒီအဖိုးကြီးကိုဟာလာအဖိုးကြီးကိုစီတော်ရင်ဖြစ်တယ်ဆိုမှလှူလိုက်တယ်လှူလိုက်ပြီးမှအင်းကိုပြန်လာရင်လည်းသူ့ကိုသူ့ကိုလူမစည်းရတော့ဘူး အကယ်၍တချို့ကတော့အင်ပြန်လာတတ်တာပေါ့နော်အင်ပြန်လာတတ်လေဆိုရင်လည်းသူ့ကိုဒါအဖိုးကြီးရဲ့မြင်းဆိုပြီးမှကောက်ကောက်ကျုံမရတာပေါ့အဲဒါပေမဲ့ပစ္စည်းတော့တင်လို့ရတယ်လူစီလို့တော့မရအောင်စိတ်ခွင့်မရှိဘူးပေါ့နော်ဒါပေမဲ့ဒီဒီအိုပြန်မှဘယ်လိုတခြားလူစီရောက်သွားမယ်ဆိုရင်လည်းတခြားလူပိုက်တယ်ဒါပေမဲ့တခြားလူလည်းပဲတိတယ် မရှိဘူးအဲ့တော့ခုနပြောတဲ့ကျွန်တော်တို့ရဲ့ဘိုးဘေးတွေစီကိုပြန်သွားတယ်လို့ဟိုဟိုဒီလိုပဲပြောကြတယ်အဲခါလူမျိုးတွေရဲ့ယုံကြည်မှုပေါ့ဒီဘိုးဘေးတွေစီကိုပြန်သွားတယ်အဲ့တော့ဘိုးဘေးတွေစီကိုပြန်တဲ့အချိန်မှာခုနပြောတဲ့အဖစ်ဂျူတောင်ပေါင်းဆိုတဲ့ဟလာတောင်ပေါင်းကဆုံးလို့ခေါ်တယ်အဲ့ဒီကဆုံးကိုရောက်တဲ့အချိန်မှာအဲ့ဒီကဆုံးကိုရောက်ပြီးမှဘိုးဘေးတွေစီကိုသူကသွားမှာ အဲ့ဒီချိန်မှာဒီလမ်းဆောင်ကိုရောက်တဲ့အချိန်မှာအခုနပြောတဲ့မကောင်းတဲ့အကြံစီမကောင်းတဲ့အတွေ့အခေါ်မကောင်းတဲ့ပစ္စည်းဥစ္စာမတရားရယူထားတဲ့အရာတွေဟိုမတက်ရှင်းပြောမစမတက်ရှင်းတဲ့အရာတွေပေါ့တခູ່မှဒီဟာရဲ့အပေါ်မှာသူသွားလို့မရဘူးယူသွားလို့မရဘူးအဲ့ဒီတော့ဟာလာအဲဒီဘေးတကြီးရဲ့ဟိုတွေဆုံးသွားတဲ့အချိန်မှာ အခုနပြောတဲ့ဖြစ်မှာကဥဆောင်ပြီးမှဒီအတုပအခန်းနာကိုအတင်းအဆောင်မရှိအောင်မတရားမှုတွေမရှိအောင်ပြီးတော့မတန့်ရှင်းတဲ့အရာတွေပါမတော့အောင်ဒါတွေကဖြစ်မှာကတစင်ပြီးတစင်သူကလုတ်ပြရတယ်အဲအဲ့ဒါကြောင့်ခုနပြောတဲ့ဒီဒီအီကျွန်တော်ဟိုဒါအကောင့် လို့ဖို့တိခုတ်တဲ့အချိန်မှာတော့မှနော်တောဆန္ဒတောဆန္ဒကိုတေးချာခွင်းတောင်းပြီးမှသူ့သူ့အစင်းနဲ့တူပါလေခုနပြောတဲ့မတရားမှုမရှိအောင်ဟောဒါကလို့ပြရမယ့်တာဝန်ဒီဒါကြောင့်လို့ဒါဖြစ်မှဆိုတဲ့ပုဂ္ဂိုလ်ရဲ့တာဝန်ဖြစ်တယ်